ဘရောနီကာနဲ့တရုတ်ဖိုက်တာတို့ရဲ့ပွဲစဉ်ကတော့ဘရောနီကာအတွက် easy going တော့မဖြစ်ပါဘူးအရွယ်တကူလည်းပွဲမဖြစ်နိုင်ပါဘူးဒါကြောင့်တရုတ်ဖိုက်တာနဲ့ပွဲကလည်းနောက်ဆုံးချိန်လေးရောက်သွားပြီးတော့ဒိုင်ဆုံးဖြတ်ချက်နဲ့ဘရောနီကာကအနိုင်ရရှိခဲ့ပါတယ်ဘရောနီကာတို့တော့ဝိုင်းချက်မြင့်ရှိမှဒုတိယမြောက်နိုင်ပွဲလို့ပြောလို့ရပါတယ်ဒီပွဲမှာနှစ်ဖက်လုံးကလက်ရည်မျှတယ်လို့တော့ဆိုရမှာဖြစ်ပါတယ်တရုတ်ဖိုက်တာကတော့ဘရောနီကာနဲ့အရာမောင်းအလဲငယ် ပို့ပြီးတော့ပို့ပါတယ်ငလက်မဝင်းကြတော့တော့ပို့မထင်ပါနဲ့ဒါကြောင့် Bronica ရဲ့ခြေကံချက်တွေကတရုတ်ဖိုင်တာရဲ့ level နဲ့မျက်နှာတစ်ဝိုက်ကိုထိပြီး Bronica ရဲ့လက်တန်ရှင် reach ကလည်းတရုတ်ဖိုင်တာကို ထိပါတယ်တရုတ်ဖိုင်တာကတော့ Bronica ထပ်ပို့တဲ့အတွက်သူမရဲ့ခြေကံချက်တွေကတော့အသိမထိပါဘူးအမှန်မထင်ထိုးလိုက်တဲ့ထိုးချက်ကြောင့် Bronica တရုတ်တော်မှရင်မအောင်ပြီးလဲသွားပါသေးတယ်အမှန်တော့မျက်နှာကိုတည့်ပြီးထိုးတာပါအရက်ပို့တဲ့အတွက်သာ Bronica တော်သေးတယ်လို့ပြောရမှာဖြစ်ပါတယ် ပြိုင်မကခုမှဝမ်းချက်မြဲရှိမှစာထိုးမှုနဲ့မျက်နှာသစ်ဆိုပေမဲ့တတော်လေးကိုပြင်ဆင်မှုကတော့လေးလာအောင်ကောင်းပါတယ်ဘရောနီကာအတွက်လည်းစိတ်ကြိုက်ပွဲတစ်ပွဲကစားလိုက်ရတာပါဘရောနီကာလည်းသူမအားသာတဲ့ဘောင်းစီမှရှင်ကစားရတာပညာရရမယ်လို့ထင်ပါတယ်ပထမကြီးမှလည်းနှစ်ဖက်လုံးကအသိမတာပါဘူးဒုတိယကြီးမှတော့ဘရောနီကာရဲ့ခြေကံချက်တစ်ခုကတရုတ်ဖိုင်တာရဲ့မျက်နှာတက်တွေကြီးဝင်သွားပါတယ်ဒါကဟိုအမှတ်တွေအများကြီးရပါပါတယ် ်တတိယချီမှာတော့နှစ်အောင်လုံးကမဝင်ရတော့ပါဘူးမဝင်ပဲနဲ့အပြန်အလှန်တွေးတိုးဆန်းကစားပြီးပွဲချိန်ကုန်သွားတာများပါတယ်တရုတ်ဖိုက်တာမျိုးသမီးကတော့ဘရောင်လီကာထက်အရင်မောင်းပို့မှုပြီးအနည်းငယ်ပို့ပြီးတော့အစီရှိတယ်ဆိုလို့မဲ့လေသူမရဲ့ကလီမန်ရဲ့ရွေးချယ်မှုကတော့ထင်တော်မနေတော့ပါဘူးတော်တော်များများပြောရမှာပဲ။ ဒါကြောင့်တရုတ်ဖိုက်တာမျိုးသွေးကတော့နောက်မှတတိထားမယ်ကစားသမားလို့တော့ဆိုချင်ပါတယ်။ပထမအချိန်မှာကိုကြည့်ရင်တရုတ်ဖိုက်တာမျိုးသွေးကအတွဲလိုက်လက်သီးလွှဲလို့ခွတ်ခွတ်ထုတ်သုံးလာပါတယ်။အဓိကသူမရဲ့ဘယ်ဖြောင်းလက်သီးကိုဘလော်နီကာကတော်တော်တတိထားနေပါတယ်။ဘလော်နီကာကတော့အမြင့်ကန်ချက်တွေဖြင့်လက်သီးလွှဲလို့နေတဲ့အသုံးပြုခဲ့ပါတယ်။ပထမအချိန်မိနစ်နဲ့15စက္ကန့်မှာဘလော်နီကာညာထောက်လက်သီးကြောင့်တရုတ်ဖိုက်တာမျိုးသွေးအမတ်စီကိုတွေ့ခန်းသလို2မိနစ်5စက္ကန့်မှာလည်းတရုတ်ဖိုက်တာမျိုးသွေးရဲ့ဘယ်လက်သီးကြောင့်ဘလော်နီကာအမတ်စီကိုတွေ့ခန်းရပါတယ်။ ဒုတိယချိန်မှာတရုတ်ဖိုင်တာကလက်သေးတွဲလုံးတွေကိုပို့ပြီးတုံးလာခဲ့ပါတယ်။ဘရော်နီကာကတော့တွဲလုံးကုန်မှာခက်တတဝင်ထိုးခဲ့မဲ့ထိချက်ကောင်းများခဲ့တယ်လို့ဘရော်နီကာရဲ့ထိုးချက်တွေကိုလည်းတရုတ်ဖိုင်တာကသေသက်ရှောင်တိုင်းနိုင်ခဲ့တဲ့အတွက်နှစ်ဖက်လုံးကထိချက်ကောင်းများခဲ့ပါဘူး။အဲဘရော်နီကာရဲ့အရေးကန်ချက်တွေကိုတော့မကောက်ွယ်နိုင်ခင်ပါဘူး။အမတ်ကလည်းမပြတ်သားပါဘူး။နောက်ဆုံးချိန်မှာတော့တရုတ်ဖိုင်တာကလက်သေးတွဲလုံးတွေနဲ့ဘရော်နီကာကိုဖိအားပေးပြီးထိုးသားပေးမဲ့တန်ပြန်လာတဲ့အရေးကန်ချက်တွေကိုမရှောင်နိုင်ခဲ့သလို သူမရဲ့တွဲလုံးကိုမှဝင်လာတဲ့ brownie ကကျွန်တော်ရဲ့ချဲ့ချို့ကိုလည်းမကောက်ခွင့်နိုင်ခဲ့ပါဘူး။ဒေါင်းကြီးပြီးမှတော့မပေးတိုင်းတွေက brownie ကကိုအနိုင်ဆုံးဖြတ်ပေးခဲ့ပါလိမ့်။ဒီဘွဲဟာပြိုင်မဲ့ရဲ့ white lady တွေကတော်တော်ကောင်းတဲ့အတွက်ကြောင့်ရင်တမမနဲ့ကြည့်ရတဲ့ဘွဲပါ။ရွှေဝင်တဲ့ white ဆိုင်ဘွဲကိုတော့ကြည့်ရတယ်လို့တော့မှထင်မိပါတယ်။ပါပြော်ဘရိုနီကာကတော့အကောင်းဆုံးပြန်ဘက်ကိုရင်ဆိုင်ပြီးတော့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် တရုတ်ဖိုင်တာမျိုးပြင်ဟာဘောဆင်ကပပါရအဲ့တကြောင့်တော်တော်မခေတဲ့ဖိုင်တာလို့ပြောလို့ရပါတယ်တော်တော်လည်းကြံပါလိမ့်ဒီကတော့ဒီဘောမှာဘရောနီကာသာစိတ်မလောဘူးဆိုရင်အလဲထိုးနိုင်မယ်လို့ထင်ပါတယ်နိုင်ကြီးစိတ်များသွားတာပါဒါပေမဲ့ဘရောနီကာနေလည်း gap ဖွင့်ထိုးရပါဘူးဖွင့်ပြီးထိုးရင်တော့သိကြပါတယ်တရုတ်ဖိုင်တာရဲ့လက်သီးကတော့ဝင်သွားမှသိကြပါတယ်ဒီဘောမှာဘရောနီကာကတိုက်ပွဲဆောင်သုံးသွားတာလည်းမြင်ရပါလိမ့်ဒီဘွဲကြီးကတော့တော်တော်ရင်ခုန်မှုလည်းကောင်းပါတယ်အားပေးရကျိုးလည်းနှက်ပါတယ် ဒါပေမဲ့ဒီဘက်ကဘရော်နီကာနေတဲ့နိုင်ပေမဲ့ split decision ဖြစ်တဲ့အတွက်ကြောင့်တိတ်အားမရသေးပါဘူး။ပွဲကောင်းတစ်ပွဲတော့ပြောအောင်မဖြစ်ပါနဲ့။တကယ်လို့သာခြေစံလက်စံတန်တို့ကျေဆိုရင်ဘရော်နီကာနေနဲ့မလွယ်ဘူးဆိုပြီးပြည်သက်တွေကပြောပါလေ။တေယိုဖိုင်ယာမျိုးကမာဟိုရဲ့ပေါ်ပိုင်းကကောင်းပါလေ။နောက်ဒီတက်ပို့ပြီးတော့ပွဲတွေကတော့တော်တော်ကောင်းလာမှာပါ။ဘာပြော ရော်နီကာနေတဲ့အမတ်စင်ရှီခံရတော့အစိတ်ပူသွားတယ်တဲ့တီယိုဖိုက်တာကလည်းခေသူမဟုတ်ပါဘူးတဲ့တီယိုဖိုက်တာမျိုးသမီးကိုကြည့်ရတာတဲ့ကြည့်တဲ့သူတော်မျက်စိထဲမှာအတော့ကိုခံမရခတ်ပါတယ်တဲ့ရော်နီကာစိတ်တည်နေပြီးကောင်းလို့သာနိုင်တာပါတဲ့ဒီဘွဲအားလည်းကစ်ပေါင်းနေဆိုမလွယ်ပါဘူးတဲ့အခုတော်တော်ယုံရတာနဲ့ခြေကန်ချက်နဲ့ကြောင်ချက်တွေတော့မပါပါဘူးတဲ့လက်သီးသက်ပဲတဲ့ဝေတိုင်းတော့ဝက်စတန်နဲ့ဘွဲဆိုရင်လည်းမလွယ်ဘူးတဲ့ဘာပြောတဲ့ တရုတ်ဖိုက်တာမျိုးသူကြီးကတဲ့ဒီပွဲမှာတဲ့သူ့ကိုရှော့တွက်လိုက်ရင်တော့တဲ့ဘရောနီကမှားသွားလိုက်မယ်တဲ့တရုတ်ဖိုက်တာမျိုးသူကြီးကတော်တော်ရှော့တွက်လို့မရတဲ့အနေထားပါတဲ့ပရမချီရောဒုတိယချီရောမြိုင်ပါတယ်တဲ့နောက်ဆုံးချီကတော့နှစ်ယောက်လုံးသိပ်မဝင်ရတော့သူပဲတရုတ်ဖိုက်တာကလည်း5 IQ တုံးပြီးဘရောနီကရဲ့ဟောက်ကောက်ကိုစောင့်နေတဲ့ဘရောနီကကလည်းမဝင်ရဘူးတဲ့ဒါကြောင့်တတိယချီမှာတော့ နှစ်အောင်လုံးကတော့အသိမကူရတဲ့ပုံစံတွေ့ရတယ်တဲ့ဒီဘက်မှာလည်းဘရော်နီလာရဲ့ပညာကိုမြင်ရပါတယ်တဲ့ပြန်ဘက်ကလည်းခြေတော့မဟုတ်ဘူးတဲ့တဲထိုးလို့မရအခွာပြီးပညာသားပေါ်ရှောင်းလိုက်ထိုးမှချိတာတွေ့ရတယ်တဲ့ဘရော်မားချီမှာဘရော်နီကလည်းအဖက်စင်ကြီးခင်ရတယ်တဲ့ဒါကြောင့်နောက်ချီမှာပညာသားပပကစားသွားတော့တွေ့ရပါတယ်တဲ့အရန်တော့လက်ရည်မတောင်းနေပါဘူးတဲ့တေယောဖိုင်တာကလည်းပြန်ကြည့်တာနှစ်ခါလန်နေတဲ့အမက်ယူတလို့သာနိုင်တာလည်းပါပါတယ်တဲ့ ရောနီကာရဲ့ပွဲတွေကြောင့်ပေါ့လိမ္မာပါနဲ့လာနဲ့ပါပါတယ်တုံးကြီးမဟုတ်ပဲတဲ့ငါးကြီးဆိုရင်တော့နည်းနည်းဆိုရင်ဇာပဲတဲ့ဘာပြောနိုင်လိုက်တာကဒီဘက်ကတကယ်တန်ပါတယ်တဲ့တေယုတ်ဖိုက်တာမျိုးသူကြီးအနေနဲ့တဲ့ဘိုက်သားစီများတယ်လို့လည်းမြန်ဆန်နေတာကမထင်ထားဘူးတဲ့နောက်ဆုံးချိန်တွေမှာတဲ့ဘရိုနီကာကထိမ်းပြီးကစားသွားတာမို့လို့ separate decision ယူလိုက်ရတယ်ထင်ပါတယ်တဲ့ပထမခြေနှစ်အောင်လုံးနောက်နောက်ရပြီမဲ့ထိချက်မှာ bronic ကတာပါတယ်တဲ့ဒုတိယခြေလည်း bronic ကတာပါတယ်တဲ့တတိယခြေမှာတော့အမှတ်သိမ့်မကွာလို့ separate decision ယူလိုက်ရတယ်လို့ထင်ပါတယ်တဲ့မွေတိုင်းပုံစံနဲ့ကြည့်ရင် bronic ကထိုးတာမွေတိုင်းပုံစံကောင်းနေတယ်တက်ပေါက်လဲဆုံးနေတယ်တရုတ်ဖက်တာကကစ်ပေါက်စင်အားတာနေတာတဲ့ရွှေရှားတာလှုပ်နေပြီမွေတိုင်းပုံစံသူမထိုးတတ်ဘူးတဲ့ ူကတော့ဘာပြီးတော့ကစ်ပေါင်စင်တွေထိုးသွားတာလို့မြင်နေဆိုပြီးပြိတ္တတွေကတော့ဝေဖန်သုံးသပ်ထားပါလိမ့်